အမျိုးသမီးများရုံမထွက်နိုင်တဲ့ချုပ်ကွက်နှမျိုးအကြောင်းကိုဒီဗီဒီယိုလေးကနေမျှဝေပေးပါမယ်ရှင်။အမျိုးသမီးတွေကိုချစ်ချောင်းပြပြီးတော့ချုပ်လို့ရပါတယ်ရှင်။အမျိုးသမီးတွေဟာသူတို့ကိုချစ်ပါတယ်လို့တကယ်ပဲယုံကြည်သွားတယ်ဆိုရင်အဲ့ဒီလူအတွက်ကိုဘာပဲပေးရပေးရဘာပဲစတေးရစတေးရသူတို့ကမယူရဲတောင်ဆန်တက်ကြပါတယ်ရှင်။အမျိုးသမီးတွေကအချစ်အပေါ်မှာ ဲ့ဒီလောက်အထိရွတ်သွက်ကြပါတယ်ရှင်။ဒါကြောင့်အမျိုးသမီးတွေကိုချုပ်ချင်နေဆိုရင်တော့ချစ်ချောင်းပြပြီးတော့ချုပ်ရမှာဖြစ်တယ်ရှင်။ချစ်ချောင်းပြဖို့အတွက်ကအချက်၅ချက်ကိုတိဖို့လိုအပ်တယ်ရှင်။နံပါတ်၁အချက်ကတော့စကားလေးတွေနဲ့ချစ်ချောင်းပြဖို့လိုပါတယ်။ချူတာတဲ့စကားလေးတွေ၊ချီးကျူးတဲ့စကားလေးတွေ၊ကောင်းမွန်တဲ့စကားလေးတွေ၊ကျင်နာတဲ့စကားလေးတွေဒီလိုစကားလေးတွေပြောပြီးတော့သူတို့ကိုချုပ်ရပါမယ်ရှင်။နံပါတ်၂အချက်ကတော့သူတို့ကို လက်ဆောင်တွေပေးပြီးတော့ချုပ်ရမယ်ရှင်လက်ဆောင်ပေးခြင်းကိုလည်းအမျိုးသမီးတွေကတဲချေကြိုက်ဖြစ်ပါတယ်နော်အချိန်ပေးပြီးလဲချုပ်ရပါတယ်ရှင်ချစ်ချောင်းပြတဲ့နေရာမှာသူ့ကိုအချိန်ပေးဖို့လိုတယ်ရှင်ဦးစားပေးဖို့လိုတယ်နော်ဝေယဝတ်စာလုတ်ပေးပြီးတော့လေချစ်ချောင်းပြရပါတယ်เนาะအမျိုးသမီးလေးတွေကသူတို့ကိုဝေယဝတ်စာလေးတွေတောက်တူမဲရလေးတွေဝိုင်းဝန်းလုတ်ပေးတာကိုတိတ်ကြိုက်တာเนาะဒါလေးနဲ့ချုပ်လို့ရတယ်ရှင် နောက်တစ်ခုကတော့အထစ်အတွေ့နဲ့ချုပ်တာပေါ့နော်အမျိုးသမီးလေးတွေကိုကြောလေးတွေပုတ်ပေးတာပခုံးလေးတွေကိုမှီစေတာအနမ်းလေးတွေကိုပေးတာလက်ကလေးကိုချိတ်လိုက်တာအဲ့ဒီလိုနှွေးထွေးတဲ့အထစ်အတွေ့လေးကျင်နာတဲ့အထစ်အတွေ့လေးနဲ့လေအမျိုးသမီးလေးတွေကိုချုပ်ရမှာဖြစ်တယ်နော်ချစ်ချောင်းပြပြီးတော့အမျိုးသမီးတွေကိုချုပ်ဖို့လိုအပ်တယ်ရှင်နံပါတ်1ချုပ်ွက်ကတော့အမျိုးသမီးလေးတွေကိုအရေးအချင်းပြပြီးတော့ချုပ်ရမှာဖြစ်တယ်ရှင် အမျိုးသမီးတွေရဲ့တဘာဝကိုကယောက်ျားတွေအပေါ်မှာအစင်းထက်အချင်းကိုမမောတဲ့အခြေခံစိတ်သက်ရှိပါတယ်ရှင်။သူတို့ချစ်ရတဲ့သူသူတို့ရဲ့ယောက်ျားမျိုးသားချစ်သူကပေါ့နော်။အရေးအချင်းတစ်ခုခုကြွမ်းကျင်မှုတစ်ခုခုပေါ်မှာ စွမ်းရည်တစ်ခုခုကိုပြနိုင်တယ်ဆိုရင်သူတို့ကတိတ်ကုံယူချင်တာနော်အဲ့ဒါကလည်းသူတို့မှာတဲချေကြိုက်ဖြစ်တယ်ရှင်ဒါကြောင့်အမျိုးသမီးလေးတွေကိုချုပ်ချင်တယ်ဆိုရင်တော့ကိုယ့်ရဲ့ယောက်ျားတို့ရဲ့အရေးအချင်းကိုပြပြီးတော့ချုပ်ပါနော်ကိုဒီဘယ်တနေရာရာမှာတော့ကိုယ့်ရဲ့အရေးအချင်းကစွမ်းနေရမယ်ထူးချွန်နေရမယ်ကျွမ်းကျင်နေရမယ်အားကိုးလို့ရနေရမယ်ပေါ့နော်အဲ့ဒီလိုမျိုးနဲ့အမျိုးသမီးလေးတွေကိုချုပ်နိုင်ပါတယ်ရှင် ဟုတ်ကဲ့ပါရှင်ကျမကိုမေးထားတဲ့သူရှိတယ်နော်အမျိုးသမီးတွေကိုဘယ်လိုချုပ်ရမလဲဆိုပြီးတော့မေးထားတဲ့မောင်လေးအတွက်ဒီဗီဒီယိုလေးကလည်းအသုံးတည့်မယ်လို့ညွှန်လင့်ပါတယ်ရှင်ချစ်ရတဲ့သူတွေရဲ့ဝေဖန်အကြံပြုမှုတွေကိုလည်း comment box ထဲမှာမျှဝေလာပေးဖို့နောက်ဆိုပါတယ်ရှင်ကျမကတော့အချစ်ရဲ့အိမ်ောင်ကြီးတွေမှာပုံမသားရအောင်ပုံမပြည့်ရှင်အောင်ကုညီဖို့အမြဲတမ်းအစဉ်အသင့်ဖြစ်နေတဲ့ coach phone ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်